ထိုင်းနိုင်ငံစမုစခွန်ခရိုင်မဟာချိုင်ကမြန်မာတင်ကြားရေးစင်တာတစ်ခုကိုထိုင်းအနာပိုင်တွေကဝင်ရောက်စစ်ဆေးခဲ့ပြီးစာတင်ကြားနေတဲ့ဆရာ29ဦးကိုလည်းစစ်ဆေးခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြပါရတယ်။အော်တိုဗာလ9ရက်နေ့ကမဟာချိုင်ကထူးပင်ဒေသမှာမြန်မာကလေးတွေလေ့ကျင့်ရေးစင်တာတစ်ခုကိုထိုင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့လာဝကနဲ့ပညာရေးဝန်ထမ်းတွေကတွားရောက်စစ်ဆေးခဲ့တာဖြစ်ပါရတယ်။တင်ကြားရေးစင်တာထဲမှာကလေးငယ်900လောက်နဲ့စာသင်ပေးနေတဲ့ဆရာဆရာမ29ဦးကိုတွေ့ရှိခဲ့ရတယ်လို့သတင်းမှဖော်ပြပါရတယ်။ တင်ကြားရေးစင်တာဟာလူငယ်တွေအုပ်စုလိုက်လေ့ကျင့်မှုတွေလုပ်ဆောင်နိုင်ဖို့ခွင့်ပြုချက်ရထားပေမဲ့တရားဝင်ကျောင်းဖွင့်စာတင်ကြားခွင့်ကိုပညာရေးဌာနကခွင့်ပြုထားတာမရှိသေးဘူးလို့ထိုင်းအာဏာပိုင်တွေကပြောပါရယ်။တင်ကြားရေးစင်တာက129ဦးကိုစစ်ဆေးရမှာလဲအလုပ်လုပ်ခွင့်လက်မှတ်ကင်ဆောင်ထားပေမဲ့အဲ့ဒီလက်မှတ်နဲ့ထိုင်းနိုင်ငံနဲ့စာတင်ခွင့်မရှိတဲ့အတွက်စစ်ဆေးခံရတာဖြစ်တယ်လို့သိရပါရယ်။လက်ရှိမှာထိုင်းအနာပိုင်တွေကဝင်ရောက်စစ်ဆေးခဲ့တာကြောင့်တင်ကြားရေးစင်တာကိုယာယီပိတ်ထားရမယ်လို့ကျောင်းဦးဆောင်သူကပြောပါရယ်။ မဟာချိုင်ဒေတာမှာတရားမဝင်ဖွင့်လှစ်ထားတဲ့မြန်မာစာတင်ကြောင်းတွေကိုပိတ်သိမ်းဖို့ထိုင်းအစိုးရဘက်ကညွှန်ကြားထားသလိုအခုနှစ်မေလကတည်းကတင်းတင်းကြပ်ကြပ်စစ်ဆေးအရေးယူမှုတွေဆက်တိုက်လှုပ်ဆောင်နေခဲ့တာပါလက်ရှိမှာမြန်မာကလေးငယ်တွေကိုထိုင်းစာတင်ကြောင်းတွေမှာတရားဝင်အနှံ့ကြောက်ဖို့လိုအပ်ပြီးထိုင်းပညာရေးစနစ်ထဲဥပဒေအရဆက်လက်ဆောင်ရွက်နိုင်တယ်လို့သတင်းမှဖော်ပြထားပါတယ်